။ Alice လို့အမည်ရတဲ့ Ghost Hunter တယောက်ကတရေချောက်တဲ့အိတ်အိမ်ကိုဝင်ရောက်စူးစမ်းနေရင်အနီးကအဝတ်ဘီရိုစီကထူးဆန်းတဲ့အတန်တွေကြားလိုက်ရတယ် ပြီးတော့မန်ကကွဲထွက်သွားပြီးတော့ခြွန်ထက်တဲ့မန်စာတွေကအဲလက်ရှိယာစီကိုလွင့်ဆင်လာခဲ့ပြီးမိကံကောင်းစွာနဲ့သူနဲ့ကက်လွယ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီမှာထူးဆန်းတာတစ်စုံတစ်ခုရှိခဲ့ပါတယ်။အားလုံးမြင်လိုက်ကြလားရှင်။ထူးဆန်းတဲ့ပုံရိပ်မျိုးတစ်ခုကမန်နေကနေထွက်လာပြီးတော့အခဲတစ်ဖက်ကိုအရှိန်မမြန်နဲ့ထွက်သွားတာကြောင့်အဲလက်တောင်သတိမထားမိလိုက်ပါဘူး။သူကဗီဒီယိုလေးကိုတွားကြည့်တော့အထင်းမှာဘာမှရှိမနေပါဘူး။ Kyle Anthony ဆိုတဲ့အမျိုးသားတယောက်ကညီနဲ့အချိန်တိုင်းသူ့ရဲ့အိမ်နာမှာထူးဆန်းတဲ့အတန်ကြီးချားနေရပြီးတော့ပိုထူးဆန်းတာကအဲ့ဒီအတန်ကြီးကသူ့အိမ်ကျမ်းပြေအောင်နေရာလောက်ကနေထွက်လာတာပါ ူကအဲ့ဒီအောက်မှာဘာရှိနေရလဲဘာတွေဖြစ်နေရလဲဆိုတာမြင်ရဖို့အတွက်ကင်မရာလုံးဆင်ထားလိုက်ပါတယ်။အဲ့ဒီနောက်သူရဲ့ကင်မရာကနေမှတ်တမ်းကြည့်မိချတာကသူ့ကိုကြောရိုးတဲ့အထိကိုစိတ်ကြောက်သွားစေခဲ့ပါတယ်။ I just saw the scariest thing I've ever seen in my life. Watch this. ခါလီကင်မရာကလူတယောက်နဲ့တူတဲ့အရာဒါမှမဟုတ်သူ့အိမ်အောက်ဖက်ဒီလိုနေရာခက်ချင်းချင်းလေးထဲမှာပုံနေတဲ့တစုံတစ်ခုကိုရိုက်ကူးမိထားခဲ့တာပါ။ဒါနဲ့သူလည်းအိမ်အောက်မှာတစုံတယောက်နေထိုင်နေရဖြစ်နိုင်တယ်လို့တွေးလိုက်ပြီးတော့သူ့အိမ်ကျမ်းပြအောင်နေရာလုပ်ကိုသွားစစ်ဆေးကြည့်ပါရစေ။ I can't sleep. I don't know what I saw. I'm not seeing anything. I don't know what this tarp is. Whether or not there's anything underneath. I don't see anything. I don't see any signs of life. I don't see any signs of afterlife. I'm gonna get the heck out of here. ့ Kyle ကသူ့ရင်ကျမ်းပြီးအောင်နေရာလေးတဲ့အထိတွားသွားပြီးတော့ဝင်ရောက်ကြည့်ရှုပေမဲ့အဲ့ဒီမှာတယောက်မှရှိမနေပါဘူး။ဒါဆိုရင်ဒါပါဖြစ်နိုင်လေ။ပရိသတ်တို့ဘယ်လိုချင်ပါသလဲရှင်။ထင်မြင်ချက်လေးတွေကိုမှန်ပေးခဲ့ကြပါဦးနော်။ ။တမ်ရော်စီဆိုသူဟာအရှိတောင်အရှာကကိုပိုင်ထရက်ကားမောင်းသမားတယောက်ပါ။သူဟာအင်ဒိုနီးရှားရဲ့ဂျေလက်ဒေသတစ်လျှောက်ထရက်ကားမောင်းရေးနဲ့ရာရှိရဲ့အတွေ့အကြုံတွေနဲ့စွန်စားကန်နီကိုပုံမှန်တင်လေးရှိရယ်။တညမှာတော့ဆမ်ကဒေသကန်နီကနာနာဘာဝမကောင်းဆိုးဝါးတွေ၆လက်နေလို့ပြောကြတဲ့ရှေးရပြီးလူသူကင်းမဲ့တဲ့လမ်းပိုင်းတစ်လျှောက်ထရက်ကားမောင်းလာခဲ့ပါရယ်။လူသူကင်းမဲ့တဲ့ဒါးတစ်ခုကိုဖျက်ပြီးရဲ့နောက်မှာတော့သူ့ရဲ့ထရက်ကားကရုတ်တရက်ရက်တန့်သွားခဲ့ပါတော့တယ်။ Ya benar, benar sampean. Ya. benar sampean. Apa jenenge? Oh, tiba eh ya, tiba eh mesinku sing keder. Oh, wis tak servis ya, Sur ya. Oh, hawa ni. ဆမ်ကဘာမှနေလေဆိုတာနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကမကြသေးခင်ကမားကားကိုစစ်ဆေးပြီးတော့ service လုပ်ထားတာမို့လို့ပါ။အဲဒီနောက်တော့ထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်တွေစဖြစ်လာပါတော့တယ်။ aku saiki ngomong yo ya, mambune moro-moro mambune gak enak lur mambu melati campur amis eh hey, sapa iku sapa si ambu amis lur yo ya. hmm. ayo siapa? Uh. Hei, tu, siapa lagi? ဟေးဝလတ်ဝလတ်ဘွန်ဂျူလာဟဲဆမ်ကဆိုးရတဲ့အနေတစ်ခုရပြီးတော့သူ့ရဲ့ truck ကအောက်ကိုငုံကြည့်လိုက်တဲ့အခါကားရဲ့တစ်ဖက်ခြမ်းကခြေပလာနဲ့ဇုံတယောက်ရဲ့ခြေထောက်တွေပေါ်နေရကိုတွေ့လိုက်ရတယ်။ဒါပေမဲ့သူလိုက်စစ်စီကြည့်တော့ဘသူ့ကိုမှမတွေ့ရဘူး။ဒီလိုမျိုးကြောက်မက်ဖွယ်ရအတွေ့အကြုံမျိုးကြုံလိုက်ရပြီးတော့ကားကလည်းလမ်းမှာပြက်နေရကြောင့်ဆမ်ကဒီနေရာကနေထွက်သွားပြီးအကူအညီရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇက်ဆိုသူကတရက်ညတကောင်အချိန်လောက်သူရဲ့တငယ်စဉ်နဲ့အတူဒေသခံတွေတရက်အရန်၆တယ်လို့ဆိုကြတဲ့ Pennsylvania Shins Ferry ကဥမေလှိုင်ကောင်တစ်ခုကိုတွားရောက်ဆူဆန်းခဲ့ကြပါတယ်သူတို့နှစ်ယောက်သာရှောက်ကြည့်ဆူဆန်းနေရင်နဲ့ကြောရိုးတဲ့ ठी ကိုစိန်ကြောက်သွားစီတဲ့ဖြစ်ရဖြစ်လာပါတော့တယ် Seriously, I'm so What is that? I hear it sounds like. in boots, like wet boots, walking up here. Well, I heard that too, did you hear the, the like, low, like, yeah, it's like a male. Yeah, that's what. Well, that's what I was describing as a growl. like a male grunting. တို့တငယ်ချင်းနှစ်ယောက်ကလှိုင်းကောင်းထဲမှာတယောက်ယောက်သွားလာနေတဲ့အတန်ဒီကိုကြားလိုက်ရပြီးတော့နင်းနဲ့လန့်သွားပါတယ်။ဒါပေမဲ့တို့အတန်လာရဘက်ကိုသွားကြည့်တော့ခဏနီးတနေရကလာတဲ့ဆယ်လောင်နဲ့ယောက်ျားကြီးတယောက်ငုံကြီးတန်လို့အတန်မျိုးကြားလိုက်ရပါတယ်။ဒီဖြစ်ရကြောင့်တို့လည်းတော်တော်လေးကိုကြောက်လန့်နေကြနဲ့အော်ဟစ်ပြီးတော့ကားလေးကိုပြန်ဝင်လိုက်ပါတော့တယ်။ဒါဆိုရင်ဇက်နဲ့သူ့ရဲ့တငယ်ချင်းကဒီလှိုင်းကောင်းထဲမှာရှောက်သွားပြီးတော့ငုံကြီးနေတဲ့တရေတကောင်ရဲ့အတန်ကိုကြားလိုက်ရတာလား။ပရိသတ်တို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်ရှင်။ ကယ်လီဖိုးနီးယားပြည်နယ်ကအမျိုးသမီးတဦးကတညသူရဲ့အိမ်ရှိတကားက ring camera ဖုန်းနဲ့ချိတ်ဆက်ထားတဲ့ကင်မရာကနေပြီးတော့ထူးဆန်းတဲ့ကျူးကျော်သူတဦးသူ့အိမ်ဘေးကနေလမ်းလျှောက်သွားတာကိုမှတ်တမ်းကျင်းပထားတယ်လို့ဆိုပါတယ် ဒီအမျိုးသမီးကဒါကဘသူဒါမှမဟုတ်ဘာလေးဆိုတာကိုလုံးဝမသိဘူးလို့ပြောပေမိ့ဒီဗီဒီယိုဖိုင်ကတော့ဂျိုသားအကြောင်းဆွေးနွေးတဲ့ separate day မှာလှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပါတယ်။ဒါဆိုရင်ဒါကလျှောက်သွားနေရဲ့ဂျိုသားတကောင်လို့ယူဆလို့ရလား။ဒါမှမဟုတ်ဖန်တီးထားတဲ့ဗီဒီယိုတစ်ပုဒ်လားဆိုတာကိုတော့ပရိသတ်တို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်ရှင်။ 2025ခုနှစ်ဇူလိုင်လ10ရက်နေ့မှာ 8A ရဲ့ဧကန်လေးကလုံခြုံရေးကင်မရာတစ်ခုကနေလှုပ်ရှားမှုတစ်ခုကိုအာရုံခံမိပြီးတော့ဗီဒီယိုမှတ်တမ်းတင်ချပါတယ်။ဒီကင်မရာကလှုပ်ရှားမှုရှိမှသာမှတ်တမ်းတင်ရိုက်ကူးတာပါရှင့်။ရေမာလူတယောက်တောင်ရှိမနေခဲ့ပဲနဲ့အခုလိုဖြစ်တာပါ။ အိမ်ပိုင်ရှင်ကသူ့ရဲ့ခွေးကအိမ်မှာရှိနေခဲ့လို့သူကသူ့ရဲ့ဖုန်းထဲကိုအိမ်ထဲကလုံခြုံရေးကင်မရာကနေလှူရှားမှုတစ်ခုအာရုံခံမိကြအောင်အကြောင်းကြားတဲ့မက်ဆေ့ရောက်လာတော့လေးလူရှုလိုက်တယ်။ဒါပေမဲ့သူတို့ဒီမချားမိလိုက်ကြတာကြတော့အဲ့ဒီအချိန်လှူရှားမှုအာရုံခံမိပြီးတော့မှတ်ကျန်းကျင်ထားတဲ့ဗီဒီယိုထဲမှာထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုပါဝင်နေခဲ့တာပါ။အဲ့ဒီဖြစ်ရပြီးတော့သူ့ခွေးလေးကအရင်ကလိုမဟုတ်တော့ဘူးလို့လေသူကပြောပါတယ်။ဒါဆိုရင်မှတ်ကျန်းကျင်ထားတဲ့ဗီဒီယိုကိုကြည့်လိုက်ကြရအောင်။ ီဗီဒီယိုမှတ်တမ်းထဲမှာဖြစ်ပျက်သွားတဲ့ဖြစ်ပျက်ခြင်းပြီးရဲ့နောက်မှာတော့အင်ရှင်ကသူ့ရဲ့ခွေးကိုဘယ်တော့မှတကောင်နဲ့မထားခဲ့တော့ဘူးလို့ပြောပါတယ်။သူ့ရဲ့ခွေးကိုတစုံတရာကနှောက်ရက်ခဲ့တယ်လို့လည်းသူကဆိုပါတယ်။ဗီဒီယိုထဲမှာဘာမှမရှိဘူးလို့ယူဆရတဲ့အရာတခုကိုခွေးလေးကစိုက်ကြည့်နေရအောင်တွေ့ရပါတယ်။အင်ရှင်ကယုံကြည်တာကတော့တစုံတစ်ခုကသူ့ရဲ့ခွေးကိုစိတ်အနှောက်ရက်ပေးနေခဲ့တာသူ့ရဲ့အဆိုအရဆိုရင်အဲ့ဒါကဘာပဲဖြစ်ဖြစ်သူ့ခွေးရဲ့လေဘက်ကိုဆွဲဖြုတ်လိုက်တာကတော်တော်ဆိုးပါတယ်တဲ့။သူ့ခွေးကလေဘက်ကိုသူ့ဘက်ကသူယုံခါပြီးတော့ပြုတ်သွားတာမျိုးဖြစ်နေ ုင်တယ်လို့ယူဆနိုင်ပေမယ့်အရှင်ကတော့ဒီအချက်ကိုလုံးဝသဘောမတူပါဘူးအကြောင်းကတော့လေဘက်ကတရားရုံးကချွတ်ပြီးမှသာအလွဲတကူပြုတ်ထွက်နိုင်ပြီးတော့အရှင်ကလည်းဒီလိုကိစ္စမျိုးတစ်ခါမှမဖြစ်ဘူးလို့ဆိုပါတယ်ဒါကြောင့်အရှင်ကဒီမှာသဘာဝလုံးဖြစ်ရတဲ့ခုဖြစ်ပျက်ခဲ့တယ်လို့ယုံကြည်နေပါတယ်ပြိသက်တို့ရောဒီဖြစ်ရတဲ့ပတ်သက်လို့ဘယ်လိုထင်ပါသလဲရှင်ထင်မြင်ကြလေးတွေကိုမှတ်ပြီးခေကြပါအောင်နော်ဒီရှိအားပေးခဲ့ကြတဲ့ချစ်ပရိသတ်တယောက်ချစ်ကြိုင်းကိုကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေကြမှာပြန်ဆုံကြမယ်နော်။အားလုံးပဲတတ်တာ။